rock it like this. You really gotta okay. rock okay. it like this. Yeah. The, 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 the king does not Joshua walk. Joshua Vick. Joshua Vick. Joshua Vick. โอเคမင်္ဂလာပါဝေါ်ကုတ်နိုင်မှာအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကလည်း ပြောစရာတွေကမကုန်သေးဘူးဗျဂျော်ရှော်ဘန်ရဲ့အကြောင်းပဲဆက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်ဟုတ်ပြီအဲဆိုရင်မနေ့ကကစားသွားတဲ့ဂျော်ရှော်ဘန်နဲ့ဘရန်ဒန်ရေဘောရဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်မှာဂျော်ရှော်ဘန်ကထိုးချဲဘလောက်ထိရလဲပြီးတော့အခြားဖိုင်တာတွေရဲ့ထိုးချဲဘလောက်ထိရှိလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်โอเคစားလိုက်ကြရအောင်ဟုတ်ပြီထိုးချဲလို့ပြောတဲ့အထက်မှာတော့ဒီဝင်ငွေရတဲ့လမ်းကြောင်းတွေတော့မျိုးစုံရှိတော့ပေါ့နော်အဲ့တော့အခုပြောသွားမယ့်ဟာထိုးထဲပေးအောင်ပေါ့နော်တို့တို့မှာ ဒီဝင်ငွေအားလုံးကိုပေါင်းပြီးတော့ရရှိနိုင်တဲ့ပမာဏဖြစ်ပါတယ်။အဲ့တော့ဒီပမာဏကလုံးဝအတိအကျကတော့ဒီအားကစားသမားတွေပဲတည်မှာပါ။အဲ့တော့ဒီဟာကခန့်မှန်းချက်ဖြစ်ပါတယ်။ဟာတခြားဒီ MMA တင်ဆက်သူတွေလည်းခန့်မှန်းထားတာတွေ့ရတယ်။အဲ့တော့ပြောမယ်ဆိုရင်အရင်ချင်းလွဲတာရောမရှိပါဘူး။သူတို့လည်းတကယ်ဆရာကြီးတွေဆိုတော့လေအဲ့တော့တို့ခံမှန်းချက်တွေဖြစ်ပါတယ်အနည်းဆက်ဆုံးတော့ကျွန်တော်တို့မှန်ကန်မှုရှိပါတယ် Okay အဲ့ဆိုရင် main ပွဲစဉ်ကိုအရင်ကြည့်လိုက်ကြအောင် မင်းရမိန်ပွဲစဉ်ကစားသွားတဲ့အီလီယာထော်ပိုရီယာနဲ့ဒီချတ်စ်အိုလီဗေးယားရဲ့ထိုးကြေးပါအဲ့တော့အနိုင်ရသွားတဲ့အီလီယာထော်ပိုရီယားကဒီအမေရိကန်ဒေါ်လာ3.6တန်းလောက်ထိရရှိတာဖြစ်ပါတယ်ဟိုမှာမြန်မာငွေလဲဆိုတော့ကျွန်တော်မတွက်ပြတော့ဘူးเนาะတော်တော်လေးကိုများသွားပါပြီခင်ဗျအဲ့တော့ Facebook မှာလည်းကျွန်တော်ဒီအကြောင်းတွေကိုတင်ထားပါတယ် တချို့ညီကိုတွေကြတော့ဒီထိုးကျဲကိစ္စပြောရင်တိတ်မကြိုက်ကြဘူးပြီးတော့မြန်မာငွေနဲ့ပြန်ပြောင်းရင်လည်းဟာရှုပ်နေတာပဲပပိုင်းရပါတော့အဲ့လိုမျိုး complaint တက်တယ်လို့များလို့ပါအဲ့တော့အခုဒေါ်လာနဲ့ပဲပြောတော့မှဖြစ်ပါတယ်အဲ့တော့ Ilia Toporia က3.6တန်းဝင်းကျင်ဖြစ်ပါတယ်အဲ့တော့ဝင်းကျင်ကခုနကပြောတဲ့အတိုင်းပဲဒီဟာခံမှန်းချေပါတော့ခံမှန်းချေဆိုပဲမဲ့အနည်းဆက်ဆုံးဖြစ်ပါတယ်ဟုတ်ပြီ Charles Oliveira ကတော့1.3တန်းဝင်းကျင်တိရရှိတာဖြစ်ပါတယ် ဒါကတော့ခါတိုင်းပွဲထက်တော့နည်းတယ်လို့ပြောလို့ရတာပေါ့နော်။ဘာဆိုရင်သူကဒီပွဲမှာရှုံးလဲရှုံးတယ်ပြီးတော့ချန်ပီယံကပ်ဘက်လည်းမရခဲ့ဘူးဆိုတော့သူ့ရဲ့ထုံချင်ကတော့နည်းတယ်လို့ပြောလို့ရပါတယ်။အရင်ကတော့သူ၃တန်းကျော်လောက်ထိရရှိတာဖြစ်ပါတယ်။အဲ့ဒါတော့ချန်ပီယံကပ်ဘက်ရခင်တော့မှာပေါ့နော်။အဲ့တော့အခုတော့အကြပိုင်းရောက်လာနေပြီထိုးချင်းကြီးလည်းတဖြည်းဖြည်းနဲ့ပြန်ပြီးတော့နင်းလာနေပြီဖြစ်ပါတယ်အဲ့တော့ Charles Oliveira ပါဒါပေမဲ့ဘလို့ပဲဖြစ်ပါစေအရင်ကတူအောင်မြင်ခဲ့ပြီးသားဆိုတော့ ဒေါ်လာတန်းချီချမ်းသာနေပြီဖြစ်ပါတယ်။ပြောမယ်ဆိုရင်အခုကစားနေတဲ့ဟာတွေကလည်းလိုအပ်လို့ကစားနေတာပေါ့နော်။အရင်ကြီးအရင်လိုငွေရှာမဲ့ပုံစံမျိုးအဲ့လိုမျိုးစိတ်တက်နေကစားနေတာတော့မဟုတ်တော့ပါဘူး။တကယ်ချန်ပီယံအစ်မန်တွေသူတို့လှုပ်တင်တာတွေလှုပ်ပြပြီးတော့ပြီဖြစ်တဲ့ချန်ပီယံတွေဖြစ်ပါတယ်။ Okay အဲ့ဒါတော့ကောင်းပွဲပါ။ဟုတ်ပြီအဲ့ဆိုရင်ဒုတိယကောင်းပွဲပြန်ကြည့်ကြရအောင်။ဒုတိယကောင်းပွဲမှာချန်ပီယံအလက်ဇန်ဒါဖန်တိုဂျာကတော့တက်တရမအရှိတန်းလောက်ဝင်ဝင်ရရှိတာဖြစ်ပါတယ်။ ။ဒါနဲ့အကုန်လုံးကတော့ PPV ပေါ့နော်ဒီ pay per view တွေရခိုင်တုံးရရှိတဲ့အတွက်တို့ကတော့ဝင်ဝင်ပို့ပြီးတော့များပါတယ်အဲ့တော့ pen loader ကတက်တက်မှအရှိတန်းဝင်ခြင်းရရှိပါတယ်အစ်ထက်လည်းများရင်များတော့ပေါ့နော်ဒါပေမဲ့ခုနပြောသလိုပဲအဲ့ဒီဝင်ခြင်းဖြစ်ပါတယ်ပြီးတော့ champion စိန်ခေါ်တဲ့ kind conference kind conference ဆိုလည်းတက်တန်းဝင်ခြင်းရရှိတာဖြစ်ပါတယ် American dollar ပေါ့နော် အဲ့တော့ Kan Conference ကအရင်လွန်ခဲ့တဲ့6နှစ်တုန်းကလည်း Pandora ကိုတချိန်ချင်းဆိုင်ခဲ့ပြီးပြီးအဲ့ပွဲမှာလည်းရှုံးတယ်။အခု Pandora အသက်35နှစ်အရွယ်မှာလည်းသူထက်ရှုံးပြန်တယ်။အဲ့တော့ပွဲမစခင်ကတည်းကကျွန်တော်အခက်မှန်ပြတာပေါ့နော်။ဒီ Kan Conference ကဒီအရန်ကြီး Champion ဖြစ်နိုင်တဲ့အရေးချင်းတော့ကျွန်တော်တို့မတွေ့ရဘူးဆိုပြီးကျွန်တော်အရင်ကလည်းခက်မှန်ပြတာဖြစ်ပါတယ်။အဲ့တော့ဒီပွဲရဲ့ရလကလည်းအဲ့တိုင်းဖြစ်လာပါတယ်။တကယ်တမ်း တော်တဲ့လူငယ်ဖိုင်တာတယောက်ဆိုရင်အသက်35နှစ်အရွယ်ဖိုင်တာကိုအနိုင်ယူနိုင်ဖို့ကရခိုင်တော့ပုံများတယ်လို့ကျွန်တော်ထင်ပါတယ်။ဒါပေမဲ့အကင်ကာဖရန့်စ်ကအဲ့လိုမျိုးပုံစံမဟုတ်ခဲ့ဘူးနော်။အဲ့တော့မနေ့ကတော့ချုပ်ကွက်နဲ့အတူအရှုံးနိုင်သွားတာဖြစ်ပါတယ်။အဲ့တော့ဝင်ငွေတန်းဝန်းကျင်ရရှိတယ်ဆိုတာလည်းမနေ့ပါဘူးတို့တက်။ခါတိုင်းဆိုရင်သူကအာဒီလေးသိန်း၅သိန်းဝန်းကျင်ပေါ့နော်အဲ့ဒီဝန်းကျင်ပဲရရှိတာဖြစ်ပါတယ်အဲ့တော့ဒီပွဲတော့ PPV နဲ့အချင်းပါတဲ့ပွဲဖြစ်တဲ့အတွက်သူကအဲ့လောက်ထိရရှိတာဖြစ်ပါတယ်โอเคလာပြီအဲ့ဒါဆိုရင်ကြော်ရှော့ပန်း ကျွန်တော်တို့ရဲ့မြန်မာဖိုင်တာချင်းလူငယ်လေးဂျော့ရှော့ပန်ကတော့ဒီပွဲမှာနှစ်သိန်းခွဲဝန်းကျင်ရရှိတာဖြစ်ပါတယ်။စိတ်မကောင်းစရာကတော့ဒီ PPV ရဲ့အရကိန်းတော့တို့ကတော့ခံစားခွင့်မရှိဘူးပေါ့နော်။ main ပွဲစဉ်နဲ့ဒုတိယကောင်ပွဲပေါ့နော်ဒီပွဲစဉ်နှစ်ခုပဲ PPV ခံစားခွင့်ရှိတာဖြစ်ပါတယ်။အဲ့တော့ဂျော့ရှော့ပန်ကတော့နှစ်သိန်းခွဲဝန်းကျင်ရရှိတာဖြစ်ပါတယ်။အဲ့ဒါလည်းနည်းနည်းလေးပိုလဲပိုနိုင်ပါတယ်။အဲ့တော့ Brandon Brewer ရှုံးပွဲကြုံတော့တဲ့ Brandon Brewer က3,800ဝန်းကျင်ရရှိတာဖြစ်ပါတယ်။ ဲ့တော့ Brandon Rayward ရဲ့ထိုးခြင်းကဘာလို့အဲ့လိုအထိနည်းနေလဲဆိုပြီးတော့ကျွန်တော်လည်းစဉ်းစားလို့မရဘူးเนาะ Ranking 1နေရာမှာရှိတဲ့ Fighter ကပြောမှဆိုရင်ဗျာအနည်းဆုံးတော့3သိန်းနဲ့5သိန်းဝန်းကျင်တော့ရတဲ့နေပြီเนาะသူကစားခဲ့တဲ့ပွဲပေါင်းလည်းမနေတော့အဲ့တော့အချင်းနေပြန်ကြည့်တော့နောက်ဆုံးတော့တွေ့ရတာဘာလဲဆိုရင်တော့ဒီ Predator ဟင်အားပေါ့အဲ့ဒါတော့အဓိကပါ Predator ဟင်အားတော့ဒီ Joshua Pan ကစားတဲ့ပုံစံကကျွန်တော်ခံမရမှာဆိုရင်ဒီ Conor McGregor နဲ့ပုံစံဆင်နေပြ အတို့ထိုးထားတဲ့ပုံစံကိုပြောတာမဟုတ်ဘူးနော်ဒီ stand fight ကိုလိုလိုလားလားနဲ့တို့ဦးစားပေးကစားတဲ့ပုံစံကိုပြောတာပါပြီးတော့ predator တွေလည်းတကယ်ကိုကျန်းတဲ့မှုရှိတယ်ဒါမှမနေ့ကပွဲစဉ်ဆိုရင်လည်းသူပွဲထိုးပြီးတာနဲ့ predator တွေကအများကြီးပဲသူ့ကိုတပ်ပုံလိုက်ရဲတယ်လို့ပြီးတော့အာကျွန်တော်ထင်တာတော့နောက်ပွဲဒီမှာဆိုရင်ဒီလုံချုံရဲပါတိတိချာပေါ့ body guard တွေပေါ့နော်အဲ့လိုမျိုးနှားမှရတော့မယ်အခြေအနေလို့မြင်ပါတယ်အဲ့တော့မနေ့ရုံထွက်လာရတဲ့အခြေအနေပေါ့နော် predator တွေကြားရတယ်အဲ့လိုမျိုးပါ ။ဘာလို့ဆိုရင်သူကစားတာလည်းလှတာဟုတ်သမားကျွန်တော်တို့မြန်မာဖိုင်တာဟုတ်လို့ကျွန်တော်ပြောနေတာမဟုတ်တခြားဒီနိုင်ငံခြားဖိုင်တာတွေလူဖြူပရိတ်သတ်တွေပါတကယ်ကိုကြိုက်ပါတယ်သူကစားတဲ့ပုံလားလုံးဝကိုရတပေးနိုင်တဲ့ပွဲစဉ်ပေါ့နော် အခြေအနေရှင်ပြန်သွားတာအဲ့ဒါကြောင့်လဲ fire the night ဆိုရတာပေါ့အခြားကောင်ပွဲဆိုရင်ကြည့်လိုက်ပါအောင် alien toporia နဲ့ chess olivera chess olivera ကအကြပဲရောက်နေပြီလို့ကျွန်တော်ပြောလို့ရတဲ့ဖိုင်တာတယောက်ညာအဲ့လိုမျိုးကို alien toporia knockdown ယူပြီးတော့ဆူရရှိသွားတယ် ပြောမစင်အရင်ရင်ကုန်မကောင်းဗျဒီပွဲရောအော်လီဗေးယားဘာမှပြန်မလုပ်နဲ့ဒီပန်ဒိုဂျာနဲ့ခိုင်ကာရာဖရန့်စ်အဲ့တိုင်းပဲခိုင်ကာရာဖရန့်စ်ဘက်ကပန်ဒိုဂျာကိုလုံးဝထိခိုက်နိုင်လောက်တဲ့စိုးရင်ချေရောက်နိုင်လောက်တဲ့အခြေအနေထိမဆွမ်းဆောင်နိုင်ခဲ့ဘူးတို့လားအဲ့လိုမျိုးကြတော့ပြင်းဖို့ကောင်းပြောမစင်ပြန်ပက်ဖိုင်တာအရင်ကောင်းတယ်လို့လားဆိုလဲအဲ့လိုလည်းမဟုတ်ပါဘူးချန်ပီယံတော့ချန်ပီယံပါဒါပေမဲ့ပြန်ပက်ဆိုတဲ့အခြေအနေကလည်းဒီကိုနဲ့ရှင်ပြိုင်မဲ့ဖိုက်တာကိုပြန်ပြင်းနိုင်ရမယ်တမလား အခြေအနေကမတိမ်မရင်ဖြစ်နေရမှာဗျအဲ့လိုမျိုးပေါ့အဲ့တော့ပြစ်တတ်တွေလည်းအဲ့လိုမျိုးလက်ရည်တွေကိုသူတို့ကကြည့်ချင်ကြတာဖြစ်ပါတယ်ပြောမှဆိုရင်ဒီကြောရှော့ပန်ကစားသွားတဲ့ပုံစံမျိုးဥပမာပြောမှဆိုရင်အဲ့ဒါတော့အထင်ရှားဆုံးပါပဲအဲ့ဒါကြောင့်လည်းပြစ်တတ်ပုံများလာနေတာဖြစ်ပါတယ်အဲ့တော့ထားလိုက်ဒါကတော့ အာထိုးကျဲအရန်ကိုနေသေးတဲ့အချင်းတွေ UFC အနေထားကိုပြောတာပေါ့နော်အဲ့တော့နောက်ပွဲမှာကျွန်တော်တို့ချန်ပီယံလူခွင့်ရသွားပြီချန်ပီယံလူခွင့်ရသွားပြီဆိုတော့သူ့ရဲ့ထိုးကျဲကတော့7သိန်းရနဲ့တသန်းဝန်းကျင်ပေါ့နော်တသန်းဝန်းကျင်အဲ့ထက်တောင်မှပိုပြီးတော့များသွားနိုင်တယ်အဓိကကသူနဲ့အတူ main card ထဲမှာအတူထိုးမဲ့ fighter အဲ့ဒီ fighter ကနာမည်ကြီး fighter ဖြစ်မယ်ဆိုရင်တော့ပိုပြီးတော့တောင်မှတို့က PPV ရောင်းအားပိုများတဲ့အတွက်ထိုးကျဲပိုပြီးတော့များသွားနိုင်ပါတယ် မှာ Conor McGregor လိုမျိုးကျွန်တော်တော့ဖြစ်လာနိုင်တယ်လို့မြင်ပါတယ်ဗျ Conor McGregor ဆိုရင်လည်းတကပါလုံးကသူ့ရဲ့ predator တကြီးပဲအဲ့လိုဖြတ်သွားတာပေါ့တမှာသူ့ရဲ့ predator မဟုတ်ရင်တော့မှသူ့ရဲ့ပွဲဆိုရင်ကြည့်ချင်တယ်ဗျာဟာ Stanfight နဲ့ပြင်းတာလေတမှာအကျိတ်နဲ့ပြင်းတာလေအဲ့လိုမျိုးတွေလောက်တက်တယ်အဲ့တော့ predator များတော့သူကဝင်ဝင်တော်တော်လေးကိုကောင်းတယ် PPV ရောင်းအားဆိုရင်တော့ဟာနေတာရမဟုတ်ဘူးတမှာနောက်ဆုံးတပွဲထိုးရင်18တန်းတော့တန်း20ကျော်တော့အဲ့လိုမျိုးတွေရလာတာပါလုံးပါပဲ အလုံးတွေရအောင်ဆိုတာတက်မှာတော့တက်လုံးစူးစမ်းရင်တော့မှမဖြစ်နိုင်ဘူးဗျအပြင်လောကမှာဆိုရင်အဲ့တော့ဒီအားကစားကလတော်လေးကိုဝင်ငွေကျမ်းတဲ့အားကစားဖြစ်ပါတယ်တကယ်လေးစူးစမ်းတဲ့လူတွေအတွက်ပရိသတ်တွေကိုဖျော်ဖြေနိုင်တဲ့လူတွေအတွက်ကတော့တကယ်ကိုကောင်းတဲ့နေပင်ဖြစ်ပါတယ်အဲ့တော့ဂျော့ရှော်ပန်လည်းအဲ့ဒီမျိုးအောင်မြင်လာနိုင်ဖို့ကျွန်တော်တို့မျှော်လင့်နေပါတယ်ပြီးတော့နောက်တစ်ချက်ကသူ့ရဲ့နေပြတွေအရင်ကောင်းလို့ဆိုပြီးတော့ပြောဆိုနေတဲ့လူတွေရှိတော့ဗောနော် အာကျွန်တော်ကတော့အဲ့လိုမမြင်ပါဘူးဗျ။ဘာလို့လဲသူတို့ရဲ့နီးပြတွေကလည်းနာမည်ကြီးနီးပြတွေလည်းမဟုတ်ဘူး။ပြီးတော့နောက်တစ်ချက်ကကျော်ရှော်ပင်မရောက်ခင်တုန်းကလည်းသူတို့ချားလူဖြူဖိုင်တာတွေအများအပြားကိုသူတို့ training ပေးခဲ့ပြီးပါပြီဗျ။ဒါမှဘဒူးမှလည်းဒီ UFC မှာတက်လှမ်းနိုင်တဲ့အထိအခုလုံကျော်ရှော်ပင်အောင်မြင်နေတဲ့အထိဘဒူးမှလည်းမဆွမ်းဆောင်နိုင်ဘူး။ပြီးတော့တချို့ကလည်းပြောပါလိမ့်မယ်။အာကျွန်တော်ကအမေရိကန်နိုင်ငံမရောက်လို့ပါဆိုပြီးတော့နော်။အမေရိကန်ရောက်နေတဲ့မြန်မာလူမျိုးတွေအများကြီးပါ။ တကယ်ကိုတိုက်ခိုက်ရေးလောကမှာလည်းဒီပါဝင်နေတဲ့အဖိုက်တိုင်းလည်းရှိပါတယ်။ဒါပေမဲ့အခုလိုမအောင်မြင်နိုင်ပါဘူး။နော်ပြောချင်တာကဂျော်ဂျော်မန်ကတကယ်ကိုပါရမီပါတာ။သူက2020မှာအပျော်တမ်းပွဲတွေစကားစားတယ်။ပြီးတော့2023မှာမှ professional ပွဲစတာပါ။အခု၄နှစ်ကျော်ပဲရှိသေးတယ်။၅နှစ်တောင်မှပြည့်သေးဘူး။အဲ့ဒီချိန်မှာတော်တော်လေးကိုအောင်မြင်နေပြီဖြစ်ပါတယ်။အဲ့တော့သူကစားတဲ့ပုံစံကိုလည်းကျွန်တော်တို့ကြည့်လို့ရပါတယ်။ပြန်ဘက်ကစားသမားတွေရဲ့အခြေအနေကိုသူက ပုံစံကြည့်တတ်တယ်။ပေါပောင်းနဲ့နဲ့ဘယ်လိုမျိုးကစားရမလဲဘယ်လိုမျိုးပြန်သုံးပြန်ရမလဲဆိုတဲ့ဟာသူ့စီမှာ idea ကိုရှိတယ်။ quarry မျိုးကိုပါနေတဲ့ fighter လုပ်ငင်းလေးဖြစ်ပါတယ်။အဲဒါကြောင့်လည်းအခုလိုအချိန်အတိုအတွင်းမှာအောင်မြင်နေတာဖြစ်ပါတယ်။ okay အဲ့တော့ကျွန်တော်ရဲ့ဒီ Facebook page မှာလည်းလာပြီးတော့ blame နဲ့လူငယ်တွေရှိတယ်အဓိကတော့လူကြီးကြောင့်မဟုတ်ပါဘူးလူငယ်တွေပေါ့နော်အာဒီကောင်ကဒီကလေးက၅လောက်တောင်မှအတက်မကြီးသေးဘူးငါတို့အရွယ်ပဲရှိသေးတယ်ဒီလိုခါမျိုးတွေပေါ့နော်အဲ့လိုလည်းမဟုတ်ပါဘူးဆိုတဲ့ခါမျိုးတွေကျွန်တော်ခဏခဏတွေ့နေရပါတယ် ်တရားစဉ်းစားကြည့်ပါနော်အဲ့လိုမျိုးကျွန်တော်တို့ပလင်းရမယ့်လူငင်ဖိုက်တာမဟုတ်ပါဘူးကျော်ရှော့ပန်ဆိုတာတကယ်ကိုထိတ်တန့်အစင်ရောက်နေဖြစ်တဲ့ဖိုက်တာလူငင်လေးတယောက်ဖြစ်ပါတယ်โอเคနောက်ဗီဒီယိုမှာပြန်ဆုံမယ်အားလုံးကျေးဇူးတင်ပါတယ်